အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့လက်ဝါပြင်ပေါ်ကတိဒါထင်ရှားတဲ့ဇီဒီအမတ်တင်ကိတလေးအကြောင်းကိုမျှဝေတင်ဆက်ပေးပါမယ်လူတိုင်းကဇီဒီရှိတာကိုမသိကြပါဘူးဇီဒီဆိုတာကရှားလဲရှားပါတယ်ဒါပေမဲ့ပါခရင်လည်းတကူမဟုတ်တကူအကျိုးပေးနိုင်စွမ်းတတ္တိရှိပါတယ်အလွန်ကောင်းမွန်တဲ့အမတ်သားလည်းဖြစ်ပါတယ်ဇီဒီအမတ်သားပါလာခဲ့လို့ရှိရင်လူတရာမှာအယောက်90ကျော်လောက်ဟာအစွမ်းတတ္တိတွေရဲ့အကျိုးကိုရရှိနိုင်တာကိုတော့ယုံကြည်ထားပါဒါပေမဲ့တချို့လက်တွေမှာပါတာခြင်းကမတူကြပါဘူး လက်ကလေးအောက်ကနေမြင်းတစ်ချောင်းကဆင်းလာပြီးမှဇီးဒီပုံကိုပင့်ထားသလိုပါတဲ့လက်တွေကပိုပြီးအစွမ်းတက်တိရှိနိုင်ပါလေ။ဘာကြောင့်လဲဆိုတော့စနေဂျူခုံလက်ကလေးဆိုတာကန်လန်းချောင်းလို့ခေါ်တဲ့ဒီယိုလန်းချောင်းရဲ့ဥတီရနေရာဖြစ်လို့ပဲဖြစ်ပါလေ။တနင်္ဂနွေဂျူခုံအောက်ကိုဆင်းသက်ပြီးမှဇီးဒီကိုမားတဲ့ပုံစံမျိုးတွေလည်းရှိပါလေ။ဒီလိုဇီးဒီမျိုးတွေဟာတကယ်ပဲကောင်းမွန်တဲ့အစွမ်းတွေကိုရရှိနိုင်တဲ့သင်္ကေတတွေဖြစ်ပါလေ။တချို့ဇီးဒီတွေကတော့ဒီလိုမဟုတ်ပါဘူး။နှလုံးသားလန်းချောင်းပေါ်ကနေပြီးမှအပေါ်ကိုထောင်တက်တာမျိုးလည်းရှိပါလေ။ ဒီနှမျိုးမှာဇီရီပါရာချင်းတူတူပဲပါနေတဲ့ပုံစံကကွဲပြားခြားနားနေပါတယ်။လက်ချောင်းရင်းကနေဆင်းလာပြီးဇီရီပုံကိုပင့်ထားတဲ့ဇီရီပုံကမှပိုပြီးအစွမ်းတက်တိရှိနိုင်ပါတယ်။ဒါကိုတော့အရင်သိထားဖို့လိုပါတယ်။အဲ့ဒါမှကို့မှာပါနေတာကိုအစိုးကောင်းသိရမှာဖြစ်ပါတယ်။တင်းရက်လက်မှာဇီရီပုံအစ်စ်ပါလာခဲ့မယ်ဆိုရင်ဘယ်လိုကောင်းကျိုးတွေရရှိနိုင်မလဲ။ပုံမှာပြထားတဲ့လက်ဝါးပြင်နှစ်ခုစလုံးကတော့ဇီရီပုံအစ်စ်ပါတဲ့ဒူရီရဲ့လက္ခဏာဖြစ်ပါတယ်။ဒီလိုပါလာခဲ့မယ်ဆိုရင်စီးပွားရေးကံအထူးကောင်းပါတယ်။ပညာရေးကံလည်းအထူးကောင်းပါတယ်။ နယ်ပယ်တစ်ခုခုမှာဘလူနယ်ပယ်ပဲဖြစ်ဖြစ် အကြီးကဲနေရာကနေတာဝန်ထမ်းဆောင်နိုင်ရမယ့်ကံရှိပါတယ်။ပညာဓာတ်တယောက်ဖြစ်ခွင့်ရှိပါတယ်။အရာရှိအရာကံလည်းဖြစ်နိုင်ပါတယ်။လူအများရဲ့အထင်ကြီးခြင်းကိုလည်းခံရတတ်ပါတယ်။ပြီးရင်ထင်ပေါ်ကြော်ကြားနိုင်ပါတယ်။အလူတန်းတွေလည်းဘဝမှာလူခွင့်ရဖို့ကတေချာတလောက်ရှိပါတယ်။ရှားရဖွေရတာလည်းလွယ်ကူပါတယ်။ရုပ်တရက်မထင်မှတ်ပဲနဲ့ငွေစုလိုက်အပုံလိုက်လည်းဝင်လာတတ်ပါတယ်။ဥမာဖြင့်ဒီပေါက်တာအကျွေးရစရာရှိတာ။စုံပြီးလို့ထင်ထားတဲ့အကျွေးတွေ စသဖြင့်ပြန်လည်ရရှိတတ်ပါတယ်။ရာဓုရာကန်ရှိတဲ့သူတွေဆိုပေါ်လာတဲ့နှစ်တွေမှာရာဓုတိုးနိုင်တယ်။နေရာပြောင်းလဲမှုတွေကြုံရတတ်ပါတယ်။ဒါပေမဲ့ဒါတွေကကောင်းသောပြောင်းလဲခြင်းတွေလို့မှတ်ယူနိုင်ပါတယ်။ပညာရေးဘက်ကိုကြည့်မယ်ဆိုရင်လည်းဆရာဆရာမအများရဲ့လက်တွေမှာပါလာခဲ့မယ်ဆိုရင်အတတ်ပညာတွေမှာတူးကျွန်နိုင်ပါတယ်။သင်ပြမှုဘက်တွေမှာတော်တယ်။ဆရာဆရာမမဟုတ်တဲ့လူတွေရဲ့လက်မှာပါလာခဲ့မယ်ဆိုရင်တော့မိမိလုံနေတဲ့အလုပ်မှာမိမိကဆရာကြီးပဲဖြစ်ပါတယ်။ကံတရားရဲ့အကူအညီမဆမှုတွေကြောင့်တကယ်ပဲအခွင့်အရေးကောင်းတွေကိုပိုင်ဆိုင်ရနိုင်ပါတယ်။ သူ့ရဲ့ဒူးချချက်ကတော့သူကအတွေးခေါ်အတူကောင်းမှပါလေစိတ်သက်ရေးရမှလည်းအရန်ညံ့တဲ့အထဲမှာမပါပါဘူးသနာကျင်နာစိတ်ရှိပါတယ်ကိုယ့်ရဲ့ရက်တိမှုဟာသူတစ်ပါးအတွက်လို့တောင်ပြောလို့ရပါတယ်ဘက်ပေါင်းစုံမှလည်းကောင်းတဲ့အကျိုးတွေကိုရရှိနိုင်ပါတယ်အကယ်၍ကံလန်းချောင်းတို့အောင်မြေလန်းချောင်းတို့စတဲ့ကောင်းတဲ့အလက်အမျိုးအစားမှပါလာခဲ့မယ်ဆိုရင်တော့တေချာပေါက်အကျိုးပေးနိုင်ပါတယ်95ရာခိုင်နှုန်းအထိအကျိုးပေးနိုင်တယ်ဆိုတာကိုတော့မှတ်ယူထားပါ ဒီလိုဇေဒီပုံတွေကနတ်လက်တို့ကြာဖူးလက်တို့ကတော့ချွန်လက်တို့အဲ့လိုလက်မျိုးစားတွေမှာပါတာများပါတယ်အထူးသဖြင့်ကတော့ယောက်ျားလေးတွေဆိုရင်လေးတောက်လက်တွေမှာလည်းပါတတ်ပါတယ်လက်ရည်စာနုညံ့သိမ်မွေ့တဲ့လက်တွေမှာအတွေ့ရများပါတယ်တင်းရဲ့လက်မှာဇေဒီပုံပါလာခဲ့မယ်ဆိုရင်အကျိုးကျေးဇူးတွေခံစားရအောင်ဘယ်လိုလုပ်သင့်ပါသလဲဇေဒီပုံပါလာခဲ့လို့ရှိရင်ဘာသာတရားကိုအတူလုပ်ပါအမြင်မပြတ်ကောင်းတဲ့စိတ်နဲ့အလုပ် လုပ်ပါဥမာစီဝါရေးအစဉ်ပြေခိုင်းလဲအလူတန်းကြီးကြီးမားမားလှုပ်ချင်တဲ့ဆိုရက်စိတ်မျိုးမွေးပါ လက်တွေ့ဖြစ်လာခဲ့ရင်လည်းလက်တွေ့လုပ်ပါသစ္စာစကားဆိုတာနွယ်မြတ်သစ်ပင်စေးဘက်ဝင်နေဆိုတဲ့အတိုင်းမိမိရဲ့သီလလုံခြုံမှုကြောင့်မိမိကိုနတ်ကောင်းနတ်မြတ်တွေကပိုပြီးချစ်ခင်နှစ်သက်ပြီးစောင့်ရှောက်ပါတယ်ဒါကြောင့်သစ္စာတစ်ခုအမြဲပြုပါဥပမာမိမိရဲ့ဘယ်သီလဘယ်သစ္စာစကားကြောင့်အကောင်းတာလေးတွေအမြန်ဆုံးဖြစ်မြောက်ပါစေမကောင်းတာလေးတွေလည်းအမြန်ဆုံးပပျောက်ပါစေလို့အမြဲတမ်းနေ့စဉ်ရက်ဆက်ဘုရားဝတ်ပြုပြီးတိုင်းမှာနတ်ကောင်းနတ်မြတ်အပေါင်းကိုသစ္စာပြုပြီးဆုတောင်းပေးပါ မိမိရဲ့တစ္ဆာစကားနဲ့အစဉ်ပြေအောင်အကျိုးပေးအောင်ပုံမှန်လုပ်ပါမိမိရဲ့စိတ်ကိုလည်းဖြူစင်စွာထားပါအရာလုံးအစဉ်ပြေသွားပါလိမ့်မယ်ဒါကတော့လက်ဝါးပြင်ပေါ်မှာဇီးဒီပုံအစ်စ်ပါတဲ့သူတွေရဲ့အကောင်းကျိုးရရှိမှုလေးတွေပဲဖြစ်ပါတယ်မိမိရဲ့လက်မှာဇီးဒီပုံပါလာခဲ့ရင်လည်းစောင်းရန်ရှောင်းရန်လေးတွေကိုသိဖို့မျှဝေတင်ဆက်ပေးလိုက်ပါတယ်နောက်ထပ်မျှဝေပေးမှာကတော့လက္ခဏာကိုပုံဖော်ခြင်းအမှုပညာပဲဖြစ်ပါတယ်ပုံမှာပြထားတဲ့တော့ဝါးပြင်ကိုကြည့်လိုက်ပါပထမကတော့လက်အရောင်ကိုလေးလာရပါမယ် လက်ရောင်ကပန်းရောင်ရှိနေတဲ့ပြင်နူးပတ်နေပါတယ်။ထိတ်တန်လက်ကလာအယောင်ကိုရရှိထားပါတယ်။သူ့ရဲ့ညံလန်းကတွိကံပုံစံပြင်ငားရုပ်ပါပွဲစည်းနေပါတယ်။ဒီမတ်သားတို့ကြောင့်သူဟာပညာရမှာပြိုင်ဘက်กินရတဲ့သူဖြစ်လာပါတယ်။ပညာကြောင့်ဒူးကြုံမယ်။ပညာကြောင့်ကြီးပွားမယ်။ပညာကြောင့်ချမ်းသာမယ်။သူ့ရဲ့အောင်မြင်လန်းကဝိုင်းပုံစံဖြစ်နေပါတယ်။ဒါကြောင့်သူ့ကိုသူမတူရဲ့အတွေးခေါ်အယူဆတွေနဲ့ပုံမူတောက်ပစေပါတယ်။ပြိုင်ဘက်กินစေပါတယ်။ သူ့ရဲ့လက်ပဲညာနှစ်ဖက်စလုံးမှာအောင်မြေလန်းနေပါပါတယ်။ဒါကြောင့်သူ့ရဲ့ဒွေးခေါ်ယူစားချက်တွေကပြိုင်ဘက်ကင်းဖြစ်လာရပါမယ်။အောင်မြင်ရပါတော့မယ်။လက္ခဏာရှင်ကအသက်30ရှင်းနေတာရှိပါသေးတယ်။အသက်ဒီထက်ပိုကြီးလာလေပိုအောင်မြင်လာလေဖြစ်ပါမယ်။နောက်တစ်ခုကတော့အောင်လန်သင်္ကေတပဲဖြစ်ပါတယ်။စစ်ချီတဲ့နေရာမှာအောင်လန်လွင့်ထူသလိုဘဝတိုက်ပွဲအနိုင်ယူနိုင်တဲ့သူတွေမှာလည်းကံလန်းကိုဆက်ဆက်ပြီးတော့အလံပုံစံဖြစ်တည်လာလေရှိပါတယ်။အသက်အရွယ်ကတော့55နှစ်56နှစ်အရွယ်မှာဖြစ်ပါတယ်။ ကံလန်းဆိုတာကတည်ရှိနေတဲ့ဘဝအလောက်ကံတွေကိုပြဆိုတဲ့လမ်းပါ။အောင်းလန်းလက်မှာပေါ်နေတော့သင်ရဲ့ဘဝကိုအောင်မြင်ဖို့သင်ကိုယ်တိုင်မြင်ရပါတော့မယ်။ငါးယုံနဲ့ကံထူပြီးရွှေငွေပြည့်စုံကြတဲ့သူများရဲ့လက်ဝါးပြင်တွေကိုမျှဝေတင်ဆက်ပေးပါမယ်။ငါးယုံပါတတ်တဲ့နေရာရှိခုကို ပြောပြပါမယ်။မင်္ဂလာချမ်းရံတဲကငါးယုံပုံလေးဟာမြင်းလေးချောင်းပေါင်းဆက်ပြီးမှပေါ်လာတာပါ။ငါးမှာငါးကောင်ငါးအမီ ရေရက်တောင်တို့ဟာပြည်ပြင်ရပါမယ်။ကံကောင်းတဲ့မှတ်သားတစ်ခုဖြစ်ပါတယ်။ငါးရုပ်ပါလိုက်တော့လက်ပိုင်ရှင်ကကံထူးပါပြီ။ပါတဲ့နေရာပေါ်မူတည်ပြီးကံကောင်းမှုအမျိုးစားလဲခွဲထားပါသေးတယ်။နံပါတ်၁ကတော့လက်ညှိုးောက်ကြာသာပတိဂျူခုံဖြစ်ပါတယ်။ဒီနေရာမှာပါလာခဲ့မယ်ဆိုရင်ကြာသာပတိဂျူခုံရဲ့ပါပါကိုမြင့်စေပါတယ်။အကြည့်ရေးမှာကံကောင်းတယ်။ခြေရတဲ့သူနဲ့ပေါင်းရမယ်။ပညာတတ်မယ်။လူတော်ပြည့်မယ်။အိုးအိမ်ချမ်းမြေတွေကိုပိုင်ဆိုင်ရတတ်ပါတယ်။ ံပါတ်2ကတော့လက်ကလေးအောင်စနေဂျူခုံပဲဖြစ်ပါတယ်။ဒီနေရာမှာပိုင်တော့ဒနာဥစ္စာပြည်စုံတတ်ပါတယ်။လူအများကကြီးမွန်းတာကိုခံရမယ်။ဒီပေါက်မယ်အမွေရမယ်။ငွေအစုလိုက်ပုံလိုက်ရတတ်ပါတယ်။နံပါတ်3ကတော့လက်သကြွေအောင်တနင်္ဂနွေဂျူခုံပဲဖြစ်ပါတယ်။လက်သကြွေအောင်တနင်္ဂနွေဂျူခုံမှာပါမယ်ဆိုရင်တော့သူ့ရဲ့ဂျူခုံရဲ့ပရိယေတွေဖြစ်တဲ့ဂီတနဲ့စာပေအမှုပညာရက်တွေမှာထူးချွန်မယ်။အမှုပညာလုပ်ငန်းနဲ့အောင်မြင်ကြော်ကြားမယ်။လူလုတ်တဲ့အစဉ်အတန်းရဖြစ်ထုံးမယ်အောင်မြင်မယ်။ နံပါတ်၄ကတော့လက်တအောင်ဗုဒ္ဓကျူကုံမဖြစ်ပါတယ်။ဒီနေရာမှာပိုင်တော့ဂရီနဲ့ပတ်သက်တာတွေ၊ဇကာနဲ့ပတ်သက်တာတွေ၊သိမ့်ပန်နီးပညာဆိုင်ရာတွေမှာအကျိုးပေးပြီးအောင်မြင်တတ်ပါတယ်။လူမျိုးကြားဘာသာကွဲတွေကြောင့်အကျိုးခံစားရမယ်။ကုံတယ်လို့ရင်ခေါင်းဆောင်ဖြစ်မယ်။အကျိုးလည်းပေးမယ်။ချမ်းသာမယ်။နံပါတ်၅ကတော့အင်္ဂါကျူကုံအပူမနဏီယာပဲဖြစ်ပါတယ်။လက်မအထက်နာဂျာသာမီကျူကုံအောက်ကအင်္ဂါကျူကုံအပူနဲ့ညာလာဆွန်လက်ဝါဆောင်ဘက်ကအင်္ဂါကျူကုံအမမပါလာခဲ့မယ်ဆိုရင် အင်္ဂါဂျူရဲ့ရဲစွမ်းတတိဗလအားဆိုင်ရာကိုရရှိစေပါတယ်အတိုက်ခိုက်နီးပြူဟာကျွမ်းကျင်မယ်စစ်သူရဲကောင်းကောင်းဆောင်ဖြစ်မယ်လူဘဝပတ်ဝန်းကျင်ကို အကျိုးပြုသူဖြစ်တတ်ပါတယ်ဒါပေမဲ့သူကအလကားနေရင်နဲ့ရံဖြစ်တတ်သူတော့မဟုတ်ပါဘူးနံပါတ်6ကတော့လက်မအောင်တောက်ကြယူခုံမဖြစ်ပါတယ်ဒီနေရာမှာပါလာခဲ့မယ်ဆိုရင်တော့စည်းစိမ်မျိုးစုံခံစားရမယ်မိသားစုချစ်ခြင်းနဲ့ပတ်သက်ပြီးပျော်ရွှင်ရတတ်တယ်အကြည့်ရအောင်မြင်မယ်ဇိမ်ခံစရာများတယ် ဈေးခံရတဲ့ပစ္စည်းမျိုးစုံလဲရမယ်။တာယာတဲ့ဘဝလေးတစ်ခုပဲဖြစ်ပါတယ်။နံပါတ်9ကတော့လက်ဝါးဆောင်အောက်ပိုင်းတနင်္လာဂျူကုံဖြစ်ပါတယ်။ဒီနေရာမှာပါလာတဲ့လူတော်တော်များများသင်းမောသားတွေဖြစ်ကြပါတယ်။ငွေတွေအများကြီးဝင်ကြပါတယ်။တချို့ကြတော့နိုင်ငံခြားမှာမိသားစုလိုက်နေထိုင်နေကြပါတယ်။ငွေကြေးချမ်းသာမယ်။ဒီလောက်ဆိုရင်တော့ငါးရုပ်အကြောင်းကအတော်ပြည့်စုံပါပြီ။နောက်ဆုံးနံပါတ်10ထူးခြားတာကတော့စတုဂန်လွင်ပြင်က9ရုပ်ပဲဖြစ်ပါတယ်။ ူကတော့ငယ်ရွယ်တဲ့အချိန်ကနေစပြီးလူလက်ပိုင်အထိမှဘဝမှာအထူးအောင်မြင်တတ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်တွေကတော့ငါးယုံနဲ့ကန်ထူးရွှေငွေပြေစုံကြတဲ့သူတွေရဲ့လက်ဝါးပြင်တွေပဲဖြစ်ပါတယ်။